မိတ္တဟာယဖွဲ့တာကောင်းတယ်ရစ်ပါဖို့လိုတယ်မိတ္တဟာဖွဲ့ခြင်းဟာမင်္ဂလာရှိတယ်မိတ္တဟာယရစ်ဖြစ်ခြင်းဟာတာ၍မင်္ဂလာရှိတယ်ရစ်မပါရင်မိတ္တဟာယမဖြစ်ဘူးအဲ့ဒီမေလခိဇေဒတ်ဒီခရစ်တော်ဖြစ်ကြောင်းကိုပေါ်ပြနေတာဖြစ်တယ်ဖျားစင်စစ်ဖြစ်တယ်ဖျားပဂတိဖြစ်တယ်တို့တော်လည်း ဖျားပဂတိဖြစ်ပေမဲ့သူဟာဖျားအဖြစ်တော်နဲ့လာခြင်းမဟုတ်ဘူးလူကဲ့သို့လာတယ်ဖျားအဖြစ်တော်နဲ့လာရင်ဖျားအငွေ့သက်ခံစားရတယ်ဖျားအဖြစ်တော်နဲ့လာရင်ဖျားလို့မြင်ရအခုတော့အာဗြဟံကသူ့ကိုဖျားလို့မမြင်ရဘူးဖျားလို့မခံစားရဘဲနဲ့လူတယောက်လိုပဲခံစားရတယ်အဲ့ဒါသူ့ကိုသူနှိတ်ချပြီးမှလာတယ်ရှော့ချပြီးမှလာတယ်လို့အတိပယ်ရတယ် မိမိအတရေကိုစွန့်ပြီးလာ လူနဲ့ဆက်ဆံဖို့ခရစ်တော်ကလူကဲ့သို့ပဲလာလူနဲ့ပေါင်းတင်ဖို့ခရစ်တော်ကလူရဲ့ဖြစ်ခြင်းနဲ့ပဲလာဖယားပဂတိဖြစ်ပေမဲ့သူ့ရဲ့ပုံတန်ဟာလူရဲ့ပုံပဲလာဖယားဖြစ်တဲ့ဖယားကဲ့သို့မလာဖယားဂုံတက်တိနဲ့ပြည်စုံတယ်သို့တော်ဖယားရဲ့ ပုံတံနဲ့လာခြင်းမဟုတ်ဘူးဆိုတော့သူကိုယ်သူနှိတ်ချခြင်းကိုကျွန်တော်တို့မြင်ရဒါနှိတ်ချဖခါကလူနဲ့တွေ့ရင် လူနဲ့ညီမျှတဲ့အခြေအနေကိုနှိတ်ချလူနဲ့ညီမျှတဲ့အခြေအနေကိုနှိတ်ချတယ်ဆင်းရဲသောသူကိုယခြင်းကငါဒီဆင်းရဲသောသူမဟုတ်တော့လေဘာသူကဲ့သို့ဆင်းရဲသောသူကဲ့သို့ ပညတ်တရားမဲ့တော်သူတို့ကိုရခြင်းကငါသည်ပညတ်တရားမဲ့တော်သူ မဟုတ်တော့လေပညတ်တရားမဲ့တော်သူကဲ့သို့အဲ့တော့ကိုပေါင်းဖို့ဆက်ဆံမဲ့သူနဲ့ညီမျှတဲ့အခြေအနေကို ကိုကယူရတာဖြစ်တယ်အာဗြဟံကိုရဖို့ဆိုရင်အာဗြဟံနဲ့ညီမျှတဲ့အခြေအနေကိုကိုကယူရတယ်ဒါဆိုရင် ကိုယ့်ရဲ့ဩတပကိုထောက်ရတာလားသူ့ရဲ့ဩတပကိုထောက်ရတာလားကိုယ့်ရဲ့ဖြစ်ချင်းကိုစုပ်ကင်ထားရတာလားသူ့ရဲ့ဖြစ်ချင်းကိုယူရမှာလားဘာမှ မရှိတော့သူစီကို ကျွန်တော်တို့တွိုင်းရင်ကျွန်တော်ရဲ့ရှိချင်း ဖြစ်ချင်းတွေကိုချုပ်ခွာရတယ်အဲ့ဒါနှိမ့်ချခြင်းကြီးတယ်ဘာမှမတိတဲ့သူတွေစီကိုတွိုင်းရင် ကျွန်တော်တို့ရဲ့တိချင်းတက်ချင်းတွေကိုကျွန်တော်တို့ချွတ်ခွာရတယ်အဲ့ဒါနှိတ်ချခြင်းမြည်တယ်အာဗြဟံစီကိုလာတဲ့ခရစ်တော်ကငါဖျားပဲငါဖျားဘုန်းရှိဖျားတကူရှိငါမြင့်တယ်ငါမြတ်တယ်ဆိုတော့သူ့ရဲ့ဖြစ်ချင်းကိုဆုပ်ကင်မထားပဲချွတ်ခွာပြီး အာဗြဟံနဲ့ညီမျှလိုက်ဖက်တဲ့ပုဒ်ဒဏ်ကို သူ့ကိုယ်သူနှိတ်ချအတရီကိုစွန်ပြီးမှလာတဲ့အခါမှာအာဗြဟံနဲ့ မေတ္တာဟာယဖြစ်သွားတယ်အဲ့ဒါမေတ္တာဟာယမေတ္တာဟာယဖြစ်ဖို့ဆိုတာညီမျှဖို့လိုတယ်ပြန်ပြောကြည့်အောင်မေတ္တာဟာယဖြစ်ဖို့ဆိုတာဘာလို့အဲ့လဲညီမျှဖို့လိုတယ်မညီမျှရင်မေတ္တာဟာယမဖြစ်ဘူးသူကမြင့်ပြီးကိုကနှိမ့်နေရင်မညီမျှသူကကြီးပြီးကိုကသေးနေမညီမြောက်သူကစုံပြီးကိုကချို့တဲ့နေမညီမြောက် ဒါဆိုရင်မိတ္တဟာယမဖြစ်ဘူးအခုကျွန်တော်တို့ယုံကြည်သူတွေမိတ္တဟာယဖွဲ့တယ်လို့ပြောရင်တပြေးညီတပြေးညီဖြစ်မှတဟာယဖြစ်တာတပြေးညီမဖြစ်ဘူးအထက်အောက်ဆန်တယ်တို့မဟုတ်ကျွန်တော်တို့ကအကြီးအသေးဆန်တယ်အရှိအနောက်ဆန်တယ်ဒါခါအရှိနောက်ရှိရတယ်เนาะစီနီယာဂျူနီယာငါတို့ကအရင်ရောက်တာနင်းတို့ကနောက်မှဒါတွေကကျွန်တော်တို့ကြားထဲမှာတဟာယပြက်စီတယ်ဒါဆိုကျွန်တော်တို့က တဟာယဖြစ်ဖို့ဆိုတဲ့အရာကိုဘာနဲ့တွားဖို့လို့လဲဆိုရင်ဒီနှိတ်ချခြင်းနဲ့တွားဖို့လို့ရတယ်။အဲ့ဒါကိုရစ်လို့ခေါ်တာ။ရစ်မိတ္တဟာယရစ်ဆိုတာ အာဗြဟံနဲ့တဟာယဖွဲ့ဖို့အတွက်မိမိရဲ့ဖြစ်ခြင်းမိမိရဲ့ပုံတံတန်ကို ဆုပ်ကိုင်မထားဘဲအာဗြဟံနဲ့ညီမျှတဲ့ပုံတံတန်ကိုယူတင်ဝတ်ဆောင်နှိတ်ချပြီးလာအစီခံတာကို မိတ္တာရရစ်ပြုတယ်လို့ခေါ်တယ်။အဲ့ဒါမှအာဗြဟံနဲ့အင်ဂျွိုင်းဖြစ်သွား။အာဗြဟံကလည်းမေလခိဇေဒဲကိုတွေ့တော့ချက်ချင်းခံစားနိုင်တယ်။ချက်ချင်းစားနိုင်တယ်။ချက်ချင်းမြင်နိုင်တယ်။ချက်ချင်းပေါင်းနိုင်တယ်။တခါမှမတွေ့ဘူးရင်တော့ချက်ချင်းလက်ခံလို့ရ။အာဗြဟံကမေလခိဇေဒဲကိုတွေ့တာနဲ့လိုက်ဖက်ညီမျှခြင်းကိုခံစားရပြီးတဟဇာတာဖြစ်ခြင်းကိုခံစားပြီး မေလခိစီတဲ့နဲ့နှုတ်ဆက်စကားပြောခြင်းထဲမှာမေလခိစီတဲ့ယူဆောင်လာတဲ့ဓမ္မမင်္ဂလာတွေကို သူကအဲ့ဒီနေရာမှာခံစားမေလခိစီတဲ့မေတ္တာဟာရ ဖွဲ့ဖို့လာတာဖြစ်တယ်မေတ္တာဖွဲ့ခြင်းနဲ့မှာစားတောက်ခြင်းတွေပါတယ်မေတ္တာရဖွဲ့ခြင်းနဲ့မှာကြွေမွေးခြင်းတွေပါတယ်မေတ္တာရဖွဲ့ခြင်းနဲ့မှာတိဆောက်ခြင်းတွေပါတယ်အဲ့ဒီမေတ္တာရဖွဲ့ခြင်းတဲ့ကိုလာတဲ့အခါမှာ ျွန်တော်တို့ကရစ်ဖြစ်ဖို့လိုတယ်မိတ္တဟာယဖွဲ့တာကောင်းတယ်ရစ်ပါဖို့လိုတယ်မိတ္တဟာဖွဲ့ခြင်းဟာမင်္ဂလာရှိတယ်မိတ္တဟာယရစ်ဖြစ်ခြင်းဟာတာ၍မင်္ဂလာရှိတယ်ရစ်မပါရင်မိတ္တဟာယမဖြစ်ဘူးခရစ်တော်ကခရစ်တော်ရဲ့အနေထားနဲ့လာအာဗြဟံကအာဗြဟံရဲ့အနေထားနဲ့သွားဒါဆိုရင်လမ်းမှာဘလောက်တွေ့တွေ့ချော်မှာပဲ ကွန်မြူးမဖြစ်သွားအပြန်အလှန်တွေ့ဆက်သွားခြင်းဆိုတာမရှိသွားကိုယ့်ရဲ့ personal အနေထားကိုယ့်ရဲ့ personal အဖြစ်တော်ကိုစုပ်ကင်ထားရင် ကိုဟာနောက်တစ်ယောက်နဲ့ပေါင်းလို့မရဟုတ်လားကိုယ့်ရဲ့ personal ငါဆရာပဲတော့မဟုတ်ငါက senior ပဲတော့မဟုတ်ငါကယောက်ျားပဲငါကမိန်းမကိုယ့်ရဲ့ personal ဖြစ်ခြင်းကိုစုပ်ကင်ထားရင် နောက်တစ်ပါးနဲ့ပေါင်းလို့ မရခရစ်တော်ပင်လျင်ခရစ်တော်ပင်လျင်အာဗြံနဲ့ပေါင်းဖို့သူ့ရဲ့ဖြစ်ခြင်းကိုဆုပ်ကိုင်မထားအာမင်ရှော့မှာပဲအာဗြံဘယ်လောက်နှိပ်တယ်လဲနှိပ်တယ်လို့ခရစ်တော်ကသူ့ကိုသူရှော့မှာအာဗြံကြာရင်ကြာတယ်လို့မေလခိဇေဒသူ့ကိုသူရှော့မှာပဲတင်နှိပ်ရင်နှိပ်တယ်လို့ခရစ်တော်ကသူ့ကိုသူနှိပ်ချမှာပဲတင်ဘယ်လောက်နှိပ်မလဲ တင်ဘလာဖြစ်ရင်တော့ခရစ်တော်ကတင်နဲ့ထပ်သူဖြစ်ဖို့ဘလာဖြစ်ခြင်းခံမယ်။အာမင်။တင်ဟာမရဏတိုင်အောင်နှိတ်ကြစေအောင်တော့ခရစ်တော်ဒီသူ့ရဲ့အမြင့်ဆုံးကောင်းကင်ပလင်ကိုစွန့်ပြီးမရဏတိုင်အောင်နှိတ်ချမဲ့သူဖြစ်တဲ့ခရစ်တော်လူချင်းသာမြင့်ခြင်းလည်းမဟုတ်ဘူးနှိတ်ခြင်းလည်းမဟုတ်ဘူးခရစ်တော်လူချင်းသာညီမျှခြင်းအာမင်။ခရစ်တော်လူချင်းသာကြွယ်ဝခြင်းလည်းမဟုတ်ဘူးစင်ရခြင်းလည်းမဟုတ်ဘူး ခရစ်တော်လိုချင်တာသင်နဲ့တညီတဒံတယ်ဖြစ်ခြင်းဖြစ်တယ်ခရစ်တော်လိုချင်တာချီးမြှောက်ခံရခြင်းလည်းမဟုတ်ဘူးနှိတ်ချခံရခြင်းလည်းမဟုတ်ဘူးခရစ်တော်လိုချင်ဟာခရစ်တော်လိုချင်တာအခြေအနေတိုင်းမှာသင်နဲ့ထတ်တူထက်မြတ်ညီမျှခြင်းကိုပဲခရစ်တော်လိုချင်တာဖြစ်တယ်သူတို့ရစ်လို့ပြောရင်ရစ်လို့ပြောရင်နှိတ်တာပဲမဟုတ်ဘူးမြင့်တာလည်းမဟုတ်ဘူး ရစ်လို့ပြောရင်ကိုယ့်ရဲ့ဖြစ်ချင်းကိုဆုပ်ကိုင်မထားဘဲနဲ့ကို နောက်တယောက်နဲ့ပေါင်းဖို့ကိုယ့်ရဲ့ဖြစ်ချင်းကိုအပြက်ခံတာကိုယ့်ရဲ့ဖြစ်ချင်းကိုအပြက်ခံတာနေရင်လဲနေတဲ့အရာကိုအပြက်ခံရတာမြင့်ရင်လဲမြင့်တဲ့အရာမြင့်တဲ့သူကနေတဲ့သူနဲ့ပေါင်းဖို့ဆိုရင်ကိုယ့်ရဲ့မြင့်ခြင်းကိုအပြက်ခံရနေတဲ့သူကကြတော့မြင့်တဲ့သူနဲ့ပေါင်းဖို့ဆိုရင် ကိုယ့်ရဲ့နှိတ်ချင်းကိုအဖြက်ခံရတယ်။နှိတ်နှိတ်မြင့်မြင့်တယောက်ယောက်နဲ့ပေါင်းမယ်ဆိုရင် ကိုယ့်ရဲ့ဖြစ်ချင်းကို ဆုပ်ကင်မထားပဲသူ့ရဲ့ဖြစ်ချင်းကိုကိုကထောက်ရှုခြင်းဟာအဲ့ဒါရစ်အဖြစ်ကိုကိုကိုပေးလိုက်ခြင်းမြည်တယ်။ရစ်ရစ်အဖြစ်ပူဇော်လိုက်တာ။ဒါမှယောနောလို့ရတယ်။ဒါမှပေါင်းစည်းလို့ရတယ်။ဒါမှတဟာယဖွဲ့လို့ရတယ်။ဒါမှစားတော့လို့ရတယ်။ ခရစ်တော်ကတော့သူ့ရဲ့ဖြစ်ခြင်းကိုစွန့်ပါရဲ့ကျွန်တော်တို့ကကျွန်တော်ဖြစ်ခြင်းကိုမစွန့်ပြန်ရင်လည်းခရစ်တော်နဲ့မယောတော့သွားဘူးဒါကြောင့်နှစ်ဖက်စလုံးကရစ်ဖြစ်ဖို့လိုတယ်နှစ်ဖက်စလုံးကအသေးခံဖို့လိုတယ်ဒါခရစ်တော်ကျွန်တော်တို့နဲ့လာပေါင်းဖော်တယ်ဆိုတဲ့ပုံတရံကိုမီလခိစီတဲ့မှာကတည်းကတွေ့ရတယ်ဟိုလူဇာတိခံမမဟုတ်လူဇာတိခံမဟိုဘုံတရီစွန့်ပြီးမှသူ့ရဲ့အတရေကိုလျှော့ချနှိတ်ချတာအဲ့ဒီအရာမှ ဟိုခရစ်တော်ဘုန်းတော်တွေစွန့်တာမဟုတ်မေလခိဇေဒက်အနေနဲ့လာတော့ကလည်းသူ့ရဲ့ဖျားပဂတိကိုစွန့်လွတ်ထားခြင်း အရှုံးခံထားခြင်းအသေးခံခြင်းဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒါဟာမိတ္တဟာယဖွဲ့ခြင်းအတွက် ရောက်ရှိလာခဲ့တဲ့ခရစ်တော်ဖြစ်တယ်